နိုင်ငံတနေငံကိုတိဆောက်တယ်ဆိုတာကိုစဉ်းစားကြည့်အောင်အဲ့ဒါကပီရမစ်ကြီးတလုံးဆောက်တာနဲ့တော်တော်တူပါတယ်ခိုင်မာတဲ့အောက်ခြေကနေအပေါ်တစ်ထက်ချင်းစီတိဆောက်သွားရတာမျိုးပေါ့ဒါပေမဲ့အဲ့ဒီပီရမစ်ကြီးကိုပြောင်းပြန်လွန်ဒီလောက်အပေါ်ကနေအောက်ကိုပြန်ဆောက်မယ်ဆိုရင်ရောဘာတွေဖြစ်သွားနိုင်မလဲအခုဒီတစ်ပတ်မှာတော့မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့အင်မတန်အန္တရာယ်ကြီးတဲ့နိုင်ငံတိဆောက်ရေးစံတပ်မှုကြီးတစ်ခုအကြောင်း အဲ့ဒီပြောင်းပြန်လန်ထားတဲ့ပီရမစ်ကြီးအကြောင်းကိုပဲကျွန်တော်တို့အတူတူလေ့လာကြည့်ကြရအောင်။ဆိုရလေနိုင်ငံတည်ဆောက်ရေးမှာအခြေခံအကြောင်းဆုံးစီးမျဉ်းတစ်ခုရှိပါတယ်။အဲ့ဒါကတော့ခိုင်မာတဲ့အုတ်မစ်ကိုအရင်ချဖို့ပါပဲ။အဲ့ဒီအုတ်မစ်ဆိုတာပါလေတခြားမဟုတ်ပါဘူး။တနိုင်ငံလုံးအတွက်တရားဥပဒေစိုးမိုးမှုကိုအာမခံပေးနိုင်တဲ့ခိုင်မာတဲ့ဗဟုအစိုးရတစ်ခုပါပဲ။အဲ့ဒီခိုင်မာတဲ့အောက်ချစ်ပေါ်မှာမှပြီးနိုင်ဒီဒေသန္တရအောက်ချစ်ရေးဖွဲ့တွေဆိုတဲ့အထက်တွေကိုစင်ကဲစင်ကဲတိဆောက်သွားရတာပါ။ ဒီနီလန့်ကပဲနိုင်ငံတနိုင်ငံကိုရေရှည်တည်ငင်အောင်ထင်းထားနိုင်တယ်လို့ရေပြူရော့အဖြစ်လက်ခံထားကြတာပေါ့ဒါပေမဲ့အဲ့ဒီမရှိမဖြစ်လို့အပ်တဲ့အုံမြင့်ကြီးကိုယ်တိုင်ကပြိုကျသွားတဲ့အခါပြို့လူတွေကအပြည့်စည်ရကြတဲ့ကနေအပေါ်ထက်တဲ့ကိုအရင်ဆုံးပြန်တည်ဆောက်ဖို့ကြိုးစားလာတဲ့အခါဘလို့အခြေအနေမျိုးဖြစ်လာမလဲဒါကစာအုပ်ချက်က theory တခုမဟုတ်တော့ပါဘူးမြန်မာနိုင်ငံရဲ့မျက်မှောက်ခေတ်လက်တွေ့အခြေအနေဖြစ်နေပါပြီ ဒီလိုပြောင်းပြန်ဖြစ်နေတဲ့ဖြစ်စဉ်ကြီးကိုတိတိချာချာနားလည်နိုင်ဖို့အတွက်ပထမဆုံးအနေနဲ့ပုံမှန်နိုင်ငံတိဆောက်ရေးနီလန်တနီယဖိတ်နိုင်ငံတိဆောက်ရေးဘူရင်ပုံစံ blueprint ကဘလို့ရှိလဲဆိုတာကိုအရင်ကြည့်ဖို့လိုပါတယ်။ Federal နိုင်ငံတွေကိုဘလို့ပုံစံနဲ့တိဆောက်ရမယ်လို့နိုင်ငံတကာကလက်ခံထားကြတယ်လေ။ပုံမှန် Federal စနစ်ရဲ့သဘောတရားကတော်တော်ရှင်းပါတယ်။အင်အားအရန်ကြီးတဲ့ဗဟိုအစုံရတစ်ခုဥပမာနေပြည်တော်လိုနေရာမျိုးပေါ့။အဲ့ဒီကနေအဓိကကြတဲ့အာဏာတွေကို ချုပ်ကင်ထားတယ်။ပြည့်ရခါမှာ ဒေတာဆိုင်ရာအစိုးရတွေကိုသူတို့အတက်လို့အတက်အုပ်ချုပ်ခွင့်အာဏာတွေကိုခွဲဝေပေးတာပါ။အဓိကအကြဆုံးအချက်ကတော့နိုင်ငံတစ်ခုလုံးရဲ့လုံခြုံရေးနဲ့တရားဥပဒေစိုးမိုးရေးကိုဗဟိုကားပဲတာဝန်ယူရမယ်။အာဏာကအလဲကနေပြေးကိုစီစဉ်သွားတဲ့ပုံစံမျိုးပေါ့။ဟုတ်ပြီ။ဒီစနစ်ရဲ့အသက်သွေးကြိုးလို့ပြောလို့ရတဲ့အချက်၃ချက်ရှိပါတယ်။ပထမတစ်ချက်ကတော့လက်နက်ကင်အင်အားကိုဘိုးအစိုးရတစ်ခုတည်းကပဲချုပ်ကင်ထားရမယ်။ဒုတိယတစ်ချက်ကဒေတာကန်ခေါင်းဆောင်တွေက လုံကြုံရဲနဲ့ကိုပိုင်းအုပ်ချုပ်ခွင့်အတွက်ဗဟိုနဲ့ညှိနှိုင်းရမယ်။နောက်ဆုံးတတိယအချက်ကတော့အဲ့ဒီသဘောတူညီချက်တွေကိုဗဟိုအစိုးရကအာမခံပေးရမယ်။ American, India, Sipikit, Germany တို့လိုနိုင်ငံကြီးတွေတောင်ဒီနီလာနဲ့ပဲတည်ညီနဲ့နိုင်ငံတွေကိုတိစောက်ခဲ့ကြတာပါ။ကဲအခုမြန်မာနိုင်ငံဘက်ကိုပြန်လဲကြည့်လိုက်ရအောင်။2021နောက်ပိုင်းမှာတော့အဲ့ဒီနိုင်ငံတိစောက်ရေးစာအုပ်ကြီးကိုမီးရှို့ပြီး စာမျက်နှာလေးကိုပြောင်းပြက်လန်လိုက်သလိုပါပဲနိုင်ငံတော်ဟာတိဆောက်နေတဲ့အစီအမံမရှိတော့ပဲအရှင်အဟုန်နဲ့ပြိုကျက်နေတဲ့အခြေအနေကိုညောင်းနေပါတယ်အဲ့တော့ဗဟုအစိုးရရဲ့ပြိုလဲမှုဘလောက်အထိဆိုးရွားနေပြီလဲဒီမျိုးပုံကိုကြည့်လိုက်တာနဲ့အခြေအနေကိုရှင်းရှင်းလင်းလင်းမြင်နိုင်ပါတယ် SACM ရဲ့2023အစီရင်ခံစာရဆိုရင်စစ်ကောင်စီဟာနိုင်ငံရဲ့20ရာခိုင်နှုန်းပြောရရင်9ပုံတပုံကိုတောင်းတီးတီးညင်းညင်းမအုပ်ချုပ်နိုင်တော့ဘူးလို့ဆိုပါတယ် ရှစ်ဆယ်ရာခိုင်နှုန်းကျော်ကသူတို့ထိန်းချုပ်မှုအော်မှာမရှိလို့တဲ့နေရာတွေဒါမှမဟုတ်အပြင်းထန်တိုက်ပွဲဖြစ်နေတဲ့နေရာတွေဖြစ်နေပြီဆိုလိုတာကနိုင်ငံတော်ရဲ့အုံမြင့်ဆိုတာဟာအကြောင်းထယုံတင်မကရောက်ပဲပြိုကျက်နေပြီဆိုတဲ့သဘောပါပဲ နိုင်ငံတော်ပြိုလဲမှုဆိုတာကဆိုင်းရက်ပေါ်ကဆိုင်းရင်ဆိုင်းရက်တက်တက်ပဲတော့မဟုတ်ပါဘူးလူတွေရဲ့ဘဝတွေနဲ့တိုက်ရိုက်သက်ဆိုင်နေပါတယ်ရွံ့ရဲ့ချိကဲဆိုင်းရင်အရာအာနာသိမ့်ပြီးနောက်ပိုင်းမှာလူပေါင်းနှစ်ပွဲပိုင်တက်တန်းကျော်ဟာကိုယ်အိမ်ကိုရာကိုစုံခွာပြီးထွက်ပြေးနေရတယ်ဒါဟာနိုင်ငံတကာနိုင်ငံရဲ့အခြေခံအကြောင်းဆုံးတာဝန်ဖြစ်တဲ့သူ့ရဲ့ပြည်သူတွေကိုကာကွယ်ပေးနိုင်စွာမရှိတော့ဘူးဆိုတာကိုပြနေတဲ့အထင်ရှားဆုံးသက်တည်တစ်ခုပါပဲကောင်းပြီဒီလောက်ကြီးမားတဲ့ပြိုလဲမှုကဘလို့ဖြစ်လာခဲ့တာလဲအဓိကအကြောင်းရင်းတွေကတစ်ခုကတော့ CDM လှုပ်ရှားမှုပါပဲ နိုင်ငံဝန်ထမ်းတွေကိုလည်းအစိုးရရန်တရားကိုလက်နက်တစ်ခုလိုအသုံးပြုပြီးအာဏာဖီဆန်ခဲ့ချတယ်။ယာကအစိုးရရဲ့လက်တီချီတော်တွေကိုဖျက်တော့ဖျက်လိုက်တယ်လို့ပဲ။နိုင်ငံတော်ရန်တရားကြီးတစ်ခုလုံးအသွင်ပန်းကနေအခုံးပေါက်ကြီးဖြစ်သွားခဲ့ပါတယ်။ဘို့အစိုးရပြောလက်သွားတဲ့အခါရာအလုံးကဟာလာဟင်လင်းကြီးဖြစ်မသွားပါဘူး။အဲ့ဒီအပြည့်စည်းတွေဈာတွေကနေပဲအုတ်ချိုးရေးပုံစံတစ်တီဘလုံးမွဲဖွာလာနေတယ်လဲဆိုတာကိုကြည့်ဟုတ်လော်လာပါတယ်။စစ်ပွဲကနေနိုင်ငံတည်ဘလို့ဖြစ်တည်လာနိုင်တယ်လဲ။ နိုင်ငံရေးသိပ္ပံမှာ Charles Tilly ရဲ့စစ်ပွဲကနိုင်ငံကိုဖန်တီးတယ်ဆိုတဲ့ theory တစ်ခုကတော်တော်ကြော်ကြပါတယ်။အဲ့ဒါကအစင်းထိုးစင်နေသွားတယ်လို့ဆိုတယ်။ပထမအစစ်မှာဒေါ်လာရင်းအဖွဲတွေကဗဟုအစိုးရကိုတိုက်ခိုက်တယ်။ဒုတိယအစစ်မှာစစ်ကြေးအသည့် data ခန်းဒီစီကအခုံကောက်တယ်။တယန်စရာတွေကိုထုတ်ယူတုံးဆွဲတယ်။တတိယအစစ်မှာတော့ဒီလိုလုံရင်းလုံရင်းနဲ့ပဲသူတို့ကိုယ်တိုင်မတီးလိုက်ပဲအုတ်ချိုးရရန်တရားလေးတွေအစိုးရငယ်လေးတွေထဖြည်းဖြည်းပေါ်ပေါက်လာပါတော့တယ်။ဒါပေမဲ့ဒီလိုအုတ်ချေကနေပြန်တီးဆောက်တဲ့ပုံစံမှာ အင်မတန်အန်တီရကြီးတဲ့အာဏာချက်တစ်ခုရှိနေပါတယ်။အဲ့ဒါကတော့အခုလက်ရှိပူပေါင်းဆောင်ရွက်မှုအများစုဟာခိုင်မာတဲ့စာချုပ်စာတမ်းတွေဥပဒေတွေပေါ်မှာချိန်မခံဘဲနဲ့ခေါင်းဆောင်တဦးနဲ့တဦးရဲ့ပုံကိုရေးအရောက်ယုံကြည်မှုမျိုးလက်စွမ်းနှုတ်ဆက်ထားတာမျိုးတော့ပေါ်မှာပဲမူတည်နေတာပါ။ဆိုလိုတာကလူတွေတာပြောင်းသွားမယ်ဆိုရင်အဲ့ဒီသဘောတူညီချက်တွေကလည်းအချိန်မရွေးပြက်ပြက်သွားနိုင်တဲ့ဆိုတဲ့အသေးပဲပါပဲ။ဒီလိုလမ်းကြောင်းမျိုးကအခုမှအသည့်အစမ်းပေါ်လာတာတော့မဟုတ်ပါဘူး။ တမိုင်းကိုပြန်ကြည့်လိုက်ရင်ဒီလိုလမ်းကိုရွေးချယ်ခဲ့ပြီးနောက်ဆုံးမှကြရှုံသွားခဲ့တဲ့နိုင်ငံတွေရဲ့တတိပေးနေတဲ့ပုံပြန်တွေအများကြီးရှိပါတယ်။အဲ့ဒီတဲကနမူနာတချို့ကိုကြည့်လိုက်ရအောင်။တမိုင်းရဲ့တတိပေးသံတွေကတော်တော်လေးကျဲလောက်မှာပါ။ဥပမာယူဂိုစလာဗီးယားမှာဆိုရင်ဘ ਹੁ အစိုးရပြိုလဲသွားတာနဲ့ပြည်နယ်တွေကစစ်တပ်တွေထိပြောင်းလဲသွားပြီးအချင်းချင်းပြန်တိုက်ခိုက်ခဲ့တယ်။အီသီယိုးပီးယားမှာကျတော့ပြည်နယ်တွေကသူတို့ရထားတဲ့ကိုပိုင်အုပ်စုခွင့်ကိုတုံးချပြီးဘ ਹੁ ကိုပြန်တိုက်တဲ့ပြည်တွင်းစစ်ကြီးချစ်ခဲ့တယ်။ ကွန်ဂိုနဲ့တောင်ဆူဒန်လိုနိုင်ငံတွေမှာတော့အာဏာခွဲဝေမှုကဒီမိုကရေစီကိုမွေးဖွားမပေးပေဒေတာခန့်စစ်ဖွင့်တွေကိုပဲပို့ပြီးအားကောင်းစေခဲ့ပါတယ်။ဒီသမိုင်းသင်ခန်းစာတွေအားလုံးကနေကြည့်လိုက်ရင်မြမတော်လန်ရဲ့အဓိကအကြဆုံးအချက်အသေးတစ်ခုကိုမိမုံထိုးပြနေတယ်လို့ပါပဲ။အဲ့ဒါကတော့ပြည်သူထောက်ခံမှုအခမ်းအနားမှာရှိနေပြီမြင်တရားဥပဒေရဲ့အကာအကွယ်ကတော့ပျောက်ဆုံးနေသေးတဲ့အခြေအနေပါပဲ။ခင်မီနိုင်ငံတနနိုင်ငံမှာမရှိမဖြစ်လို့အပ်တဲ့ရန်တန်ကြီးလူခုရှိပါတယ်။ပထမတစ်ခုက ပြည်သူထောက်ခံမှု အင်္ဂလိပ်လို legitimacy လို့ခေါ်ပြီးဒါကိုနိုင်ငံရဲ့နှလုံးသားလို့တင်စားလို့ရတယ်။ဒုတိယတစ်ခုကတော့ဥပဒေအာဏာပိုင်မှု legality ပေါ့။ဒါကနိုင်ငံရဲ့ဥနောင်နဲ့တူတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေပါ။အခုတော်လိုင်းယူမှာနှလုံးသားတနည်းအားဖြင့်ပြည်သူထောက်ခံမှုကတော့အပြစ်ပါရှိတယ်။ဒါပေမဲ့အားလုံးကိုတစုတစီတည်းချီနှောင်ထားမဲ့ဥနောင်ဥပဒေမူပုံကတော့အားနည်းနေတော့ပါပဲ။ပညာရှင်ဂီယေယေမိုအိုဒေါ်နန်က နိုင်ငံတော်ရဲ့ဥပဒေအာဏာစက်မတည်ရောက်နိုင်တော့တဲ့နေမြေတွေကို round areas ဒါမှမဟုတ်နေမြေညိုတို့လို့တုံ့တွန်းခဲ့ပါတယ်။အဲ့ဒီနေရာတွေမှာတရားဥပဒေရဲ့နေရာကိုတောဥပဒေတွေဒါမှမဟုတ်လက်နက်ရှိတဲ့သူက အနိုင်ကျင့်တဲ့ဥပဒေတွေကဝင်ပြီးအစားထိုးလာတတ်ပါတယ်။လက်ရှိမြန်မာနိုင်ငံရဲ့မြေပုံဟာလည်းဒီလိုနေမြေညိုတွေနဲ့ပြည့်နေတဲ့မြေပုံတစ်ခုလိုဖြစ်နေပါတယ်။ ။ဒါဆိုရင်ဒီပြောင်းပြန်တိဆောက်ရေးအန်ဒရယ်ကန်နေဘလို့ယုံထွက်နိုင်မလဲ၊ရွှေ့ဆက်ရမယ့်လမ်းကဘာဖြစ်မလဲ။ဒီလိလမှုကနေအင်မတအရေးကြီးတဲ့ကောက်ချက်တစ်ခုကိုတင်ပြထားတာတွေ့ရတယ်။ဒီဆိုကအထက်ကအချက်ကိုတော်တော်လေးထိချိမိမိဖော်ပြထားပါတယ်။လက်နဲ့အင်အားသုံးပြီးအာနာရှင်စနစ်ဟောင်းကိုဖြိုချလို့ရနိုင်ပြီမဲ့ဖက်ဒရယ်ပြည်တော်စုတစ်ကိုတော့တိဆောက်လို့မရနိုင်ပါဘူး။အဲ့ဒါကိုတိဆောက်ဖို့အတွက် ဖွဲ့ရှိပေါ်အခြေခံဥပဒေကိုလေးစားလိုက်နာတဲ့ရင်ကျင်းမှုတစ်ခုလိုအပ်ပါတယ်တဲ့။ဒါဆိုရင် ဒီလိမ့်လာမှုကနေကျွန်တော်တို့မှတ်သားထားပေးတဲ့အဓိကအချက်တွေကဘာတွေလဲ၁မြန်မာနိုင်ငံရဲ့နိုင်ငံတည်ဆောက်ရေးဟာပုံမှန်နည်းလမ်းနဲ့ပြောင်းပြန်စီနေတဲ့၂စစ်ပွဲတွေကနေအုပ်ချုပ်ရေးငယ်လေးတွေမွေးဖွားလာတာမှန်ပေပဲအဲ့ဒါတခုတည်းနေတော့တည်ငြိမ်တဲ့ Federal ပြည်ထောင်စုကိုမရနိုင်ဘူး၃ဒီအတိုင်းနာဆက်သွားရင်စစ်ပြင်ကြီးထုံကားပြီးတိုက်ပြီးအစိတ်စိတ်မှားမှားပြိုကွဲသွားနိုင်တဲ့အိုင်ဒီယာရှိတယ်။ဒါကြောင့်အဖြေကရှင်းပါတယ်။အောင်ပွဲရပြီးမှဖွဲ့စည်းပုံအခြေခံဥပဒေကိုရေးဆွဲဖို့စောင့်မနေနိုင်တော့ဘူး။ တိုက်ပွဲတွေဖြစ်ပွားနေတဲ့အချိန်မှာပဲအဲ့ဒီဥပဒေအုပ်မြစ်ကိုစတင်တည်ဆောက်ရပါမယ်။ဒီတော့နောက်ဆုံးအနေနဲ့စေရဆရာမိဟုန်တို့ကူကိုထားခဲ့ကြင်ပါတယ်။လက်နဲ့အားကိုနဲ့တည်ဆောက်ခဲ့တဲ့နိုင်ငံတနေနိုင်ငံဟာတစ်ချိန်မှာတရားဥပဒေကအုပ်ချုပ်တဲ့နိုင်ငံတို့ကူအဖြစ်တကယ်ပဲပြောင်းလဲနိုင်မှာမလား။